ပထမဦးဆုံးပိဋကသုံးပုံအာဂုံအောင်တဲ့နှစ်မှာပဲပေါ့နော်အဲမော်လမြိုင်မြို့အဲဈေးကျူရက်ွက်မှာတိပိဋကကံဘောဇာကျောင်းတိုက်ကိုပထမဦးဆုံးတည်ထောင်ပါတယ်အခုတန်ခါနှစ်ရောင်ကျန်ပေါ့ရှိတယ်အော်တမန်ပါအဲ့တော့အတမဏိကျော်ပညာရေးကိုပဲအဓိကပို့ချပြီးတော့လေဟိုအတမဏိကျော်မြောင်များစွာအမွေးထုတ်ပေးနိုင်တဲ့ကျောင်းတိုက်ကြီးလည်းဖြစ်လာပါဘူးမှန်ပါအဲ့တော့ဒီပြီးတော့ရဲ့တပည့်တွေထဲကပိဋကနှစ်ပုံလုံးဝပြီးွားတဲ့ ်ကိုပညာစာရဇံဃာရကအဲ့ဒီမှာဥဆောင်ပေးနေတာပေါ့ဗျာတင်ပါတင်ပါပြီးတော့တပြီတော့ဒုတိယပြိုးထောင်တာကတပြီတော့ရတောင်းခမ်းဇာတိရွာမှာတင်ပါအဲ့တပြီတော့ပြိုးထောင်တာပေါ့ဗျာအဲ့ဒါဇာတိရွာမှာပြိုးထောင်တဲ့ခါကြတော့တပြီတော့ရဇာတိရွာမှာလည်းပဲတန်ခါအပါ150တိအဲ့တပြီတော့ရခဲ့သေးတယ်ရခဲ့တယ်နိုင်ငံရေးအခြေအနေရောမရှိတော့မမအဲ့ရခဲ့တယ်ရခဲ့တဲ့အပြင်အဲ့တပြီတော့ကအဲ့ဒီတောင်းခမ်းရွာမှာ အဲတကြီးတော်ကဘာဒီဝေါ်ရခဲ့လဲဆိုတော့ဒီတာမဏိကျော်ပညာရေးစနစ်ကိုရခဲ့တဲ့အပြင်ပေါ့အဲ့ဒီအနေနဲ့တာမဏိကျော်ဘွဲရတဲ့ကိုတော်ဒီပေါ်တွန်းခဲ့တဲ့အပြင်ဒီနိုင်ငံခြားကနေပြီးတော့မှပညာလာသင်ချတဲ့ကိုတော်ဒီအတွေ့ level တကြီးတော်ဆောင်းဆောင်ခဲ့တဲ့အတွေ့အခုအင်ဒိုနီးရှားနိုင်ငံကခွန်ကြီးဥညာလူကံတဟုဟာတကြီးတော်အကြောင်းမှာ၃နှစ်၃မိုးအဲ့ဒီရွာကျောင်းလေးမှာပဲပညာသင်ပြီးတော့အခုအင်ဒိုနီးရှားနိုင်ငံမှာသူ့ ာပြန်တိုက်တီထောင်နေပါဗျ။တင်ပါဗျာ။အဲလိုဆိုလိုတာကတော့ရွာပဲဖြစ်ဖြစ်အဲတပည့်တော်ရဲ့ခံယူချက်နဲ့ခံစားချက်နဲ့အဲအဲ့လိုဗီယိုဒီဇိုင်းလုပ်ချင်းဟာအာအာယုံစုဆိုင်မှုရှိချင်းဟာအဲအဲ့ဒီလိုမျိုးရွာဆိုပြီးပြနေအပဂတိစာတန်တိုင်းအလုပ်အောင်မြန်တဲ့အပြင်ပေါ့နော်အဲ့ဒီလိုမျိုးအပိုစုတွေလည်းတပည့်တော်အောင်မြန်ပါလားဗျတင်ပါဗျာအဲ့ဒါအဲ့ဒါပြီးတော့တပည့်တော်ကအဲဒီမန္တလေးအဲ မန္တလေးမတိုင်မီတပြီးတော့ဒီအဲနောင်ချုံမြို့ပေါ်မှာပေါ့အဲနောင်ချုံမြို့ပေါ်ကတကားတွေကအရှံဖျားရွာမှာတောင်မှအရှံဖျားလုပ်ငန်းအောင်မြင်လာအဲတပြီးတော့လူမြို့ပေါ်မှာဆိုရင်အဲဆောင်းရှော့ထောက်ပံ့မဲ့သူတွေလည်းများပါတယ်ဒါကြောင့်မို့လို့မြို့ပေါ်မှာစာသင်ထိုက်အဲဆောင်းရွက်ပေးပါဦးခင်ဗျာလို့အဲ့လိုပြောလို့အဲတပြီးတော့ကစီစဉ်ဆောင်းရွက်လို့စာသင်စာချတွေလုပ်လို့တန်ခါအပန်း40လောက် ရှိတဲ့အချိန်ပေါ့နော်2024ဇွန်လအဲဇွန်လမှာပဲအဲဒီဗီဒီယိုတို့အဲ့ဒီမြို့ပေါ်အเจ้าကိုရောကျွာအเจ้าတွေကိုအကုန်လုံးစွန့်ခွာပြီးတော့အဲဒီလိုတို့နိုင်ငံရေးအခြေအနေရအားလုံးသောတန်ခါတွေကိုဒီဗီဒီယိုကပန်းတရာမြို့ကိုပို့ထားရပါဗျ။အော်ပြန်ရဘေးကြောင်းလေးကိုပို့တာပန်းတရာမြို့ကိုပို့လိုက်တဲ့ခါကျတော့အဲ့ဒီအချိန်မှာဒီနိုင်ငံရေး အဲတည်ငြိမ်မှုမရှိတဲ့ခါကြတော့ပန်းတရားကအဲဆရာတော်ကြီးတချို့ကဟိုဒီတန်ဃာကြီးရောက်လာမယ်ဆိုရင်ပေါ့နော်ဟိုမြို့အတွက်အဲဒီနိုင်ငံကြီးနဲ့ပတ်သက်တဲ့ဒီစိတ်ပတိပတ်ခါဖြစ်စရာကြီးရှိမှဆိုလို့လက်မခံကြံကြဘူးပေါ့ဟုတ်လက်မခံကြံကြဘူးဒါပေမဲ့လို့အဲဒါဟိုဇောတိကယုံဆရာတော်ကဇောတိကယုံဆရာတော်ကဒီလိုငယ်ငယ်တုန်းကလည်းအဲ့မှာ အဲဆရာတော်နားမှာခဏတခါတုံ့ပြန်တာပေါ့နော်တင်ပါအဲ့ဒီခါကျတော့ဆရာတော်ကဟိုဗာမိတ်လဲဆိုတော့ဆရာတော်တို့ကလည်းအာလုံးဓနုတွေပဲဆိုတော့လေအဲ့ဆိုတော့ဟိုတပည့်တော်တို့ကလည်းចောင်းပြကံပြင့်နဲ့ဟိုလာခဲ့ရတာဆိုတော့အဲ့တော့ဆရာတော်တွေကလက်ခံလို့မဖြစ်ဘူးဆိုရင်အဲတပည့်တော်တို့ကတော့တောင်းပြမှာလွတ်တဲ့ခွေးတွေတိုင်းပေါ့ဗျာတင်ပါလို့ဆက်မှာပေါ့တင်ပါဗျာဒါပေမဲ့လို့ဆရာတော်ကအေးရှင်ဖျားတို့ရှင်ဖျားတို့တပည့်တော်တို့လက်မခံလို့ပဲဖြစ်မလဲဗျာတပည့်တော်တို့ တရားဒီရောတို့သွေးသားတွေသာသနာသွေးသားရောပေါ့နော်အဲအကုန်လုံးဆော့ဆော့မဲ့တောင်းရှိတဲ့အတွက်ဆံပြားတို့ကြွပါကြွပါဆိုပြီးတော့သူကဆရာတော်ကြီးတွေကိုအတိအပဲပေါ့အောင်ပျော်ပေးပြီးတော့အဲဘန်တရားမျိုးစရိကဆရာတော်ကအဲတပြည့်တော်တို့ကိုဖိတ်ခေါ်ပြီးတော့အဲမိုးကုတ်ရိတ်တာပေါ့ဘန်တရားမျိုးမိုးကုတ်ရိတ်တာမှာကယောဂီတွေအတွက်သူက ဒီနေရာတွေအပြည့်စုံရှိတယ်လေတမနေရာတွေအပြည့်စုံရှိတဲ့အတွက်အဲ့ဒီနေရာပြည့်စုံမှာအခုဒီတွေရောနေစရာအိတ်စရာရောအဲ့တော့တန်ခါတရားကျော်ကိုအဲ့ဒီပြီးတော့အဲ့မှာထားပြီးတော့အမြဲတရားစကံကြီးလို့တော့အမြဲတရားစကံအမြဲတမ်းတရားစကံကြီးဖြစ်သွားတော့ပေါ့မမအဲ့ဒါဆိုတော့သူတို့ကလည်းမိုးကုတ်ကတန်ခါတွေရောအဲ့ဒါကမှဒီဘောကအမြဲတမ်း အဲဒီကိုဘိတ်ကရဲကဒီတရားစခန်းလေးလည်းရပ်ထားရတော့အခုတန်ကပြုစုရတော့သူတို့ကလည်းအရန်ဝမ်းတောင်းအောင်ဖြစ်တာပေါ့ပြီးတော့ဆုံးကုန်းဝေရဝိစာလည်းပဲပြန်ပြရတမျိုးလုံးကဝိုင်းပြီးတော့ဆောင်းဆောင်းတဲ့ grab ပူတဲ့ရှန့်တဲ့အထိပါပဲဗျာအဲပြီးတော့ဟိုပရာဟိတဂိဟာတွေကိုတွားခုရလောက်အောင်ပေါ်များပါဗျာအဲ့ဒါနဲ့2000နဲ့အဲ94ဝါကျွတ်ချိန်ပေါ့ဗျာအဲဒီလိုလိုဝါကျွတ်ချိန်ဝါကျွတ်ပြီဆိုတဲ့ခါကြတော့ အဲတပြည့်တော်တို့ပထမအဆုံးတာမဏိကျော်ဆံမီဝဲကြီးဖြည့်ကြတာပါဗျာမှန်ပါဗျာဟိုတာမဏိကျော်ပညာရေးကြီးဖြည့်ကြတဲ့ခါကျတော့တာမဏိကျော်ပညာရေးပြီးပြီးတဲ့ခါကျတော့တတိတော်ကဘယ်လိုစဉ်းစားလဲဆိုတဲ့ခါကျတော့ဟိုကဲဟိုမဟုတ်လဲဒါတို့ရဲ့တကယ်အဓိကပြန်မတိပိတ္တကံဘောဇာចောင်းတိုက်ကြီးမဟုတ်ဘူးတမအဲဒါចောင်းဘုတို့ အချိန်တန်ရင်အိမ်ပြန်ရမှာလေဗျာအချိန်တန်ရင်အိမ်ပြန်ရမှာဒါကြောင့်မို့လို့ဆိုပြီးတော့ဒီပြီးတော့ကတာမဏိကျော်ပညာရေးပြီးွားတဲ့ဖြေဆိုလို့ပြီးွားတဲ့တန်ခါအပ90ကိုအောင်မီသားတန်ခါအောင်မီသားမဟုတ်ဗျာဒီစံပွဲဖြေဆိုလို့ဖြေဆိုပြီးသားတန်ခါနှစ်မျိုးရှိတယ်ဗျာနိုင်ငံတော်အစိုးရကိုဖြေဆိုတဲ့တန်ခါငယ်လာကြီးဓမ္မစီရပါဗျာပြီးတော့တာမဏိကျော်ဖြေဆိုတဲ့တန်ခါဆိုပြီးတော့နောက်အုပ်စုရှိရဗျာအဲ့တော့တာမဏိကျော်ပညာရေးဖြေဆိုတာက အင်္ဂလိပ်လိုဒီ2025တက်လာဘိုင်းတော့မှာဆိုပြီးွားကြပြီလားတင်ပါဗျာပြီးွားကြတဲ့ခါကျတော့အဲတပည့်တော်ကအဲ့ဒါပန်းတရမြို့ကိုပြန်မပို့တော့ဘဲနဲ့တပည့်တော်မန္တလေးမြို့68လမ်းပေါ်မှာမန္တလေးမြို့ဒီပရိယတ်တိပညာရေးရဲ့အဓိကနေရာဖြစ်တဲ့အဲ့ဒီတော့ကဒါမန္တလေးမြို့မှာငါကစာတန်တိုက်တစ်ခုတော့မတီထောင်လို့မရဘူးဆိုပြီးတော့တပည့်တော် မြေကပ်ပြီးထားတာဗျာတင်ပါဗျာမြေကပ်ပြီးတာမြေစီမံထားတာဗျာဟုတ်စီမံပြီးသားတင်ပါတင်ပါတင်ပါကပ်ပြီးတယ်ဆိုတော့တကားတွေလှူထားတာဗောဗျာတင်ပါတင်ပါအာဆက်ဆက်ဗောဗျာတင်ပါမမမမအာဆက်ဆက်ဆိုတာကိုအဲ့ဒီဟာကဟုတ်လို့ဗျာဆရာလေးကြီးဆရာလေးကြီးတို့ဧကစာရီကပိုင်တာဗောဗျာကျေးဇူးရှိတာဆရာလေးကြီးတို့ဧကစာရီကပိုင်ပြီးတော့အဲ့တော့ခါကြတာဆရာလေးဒီမြေကလည်းပဲအများပါလားဗျာ 3เอกกว่า4เอกนี้ป่ะมามาอยู่เลยก็มามามา68ล้านบาทมาสรเนี่ยแล้วก็ก็ตะเกะก็เนี่ยก็นี่ก็มา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 สวยรอพยานมาเออ तू อ่ะอมาราปูราမြို့เนี่ยแท้มาป่าเลยล่ะติมาเออป่าได้ขาจ้ะတော့ตะกี้တော့ก็เลยมาต้วยไล่เลยอ๋ออมาราปูราမြို့เนထဲမှာဆိုတော့ငါကနေရတဲ့ခေတ်ကနေခဲ့တယ်ဆိုတဲ့ခါကျတော့ငါရဲ့ဆရာသမားအရေးလေဖြစ်တယ်အဲ့ဒီမှာတင်မှာတင်မှာအဲ့လိုနဲ့တပည့်တော်ကအဲဒေါ်ဧကစာကြီးကအဲ့ဒီလိုမျိုး အဲဒီပြောကဘယ်လိုလဲဆိုတော့အဲ့ဒါ level ခုနလိုပဲဒီပြောရယ်စာမီးပွဲလိုပဲဗျာစာမီးပွဲလိုပဲတပည့်တော်ဗမောဆရာတော်ကြီးကဗမောဆရာတော်ကြီးကတပည့်တော်ကဆရာတော်ကြီးနားမှာတိမ့်တန်တန်းကိုဆရာတော်ကြီးနားမှာဒီပြောငငယ်တက်ခဲ့တယ်ဗမောကုစီမှာမမမဒီပြောကပထန်းကိုတော့မတက်ဘူးပထန်းကတော့ဒီပြောရယ်ငယ်ဆရာတော်ဘုံကျော်ဆရာတော်စီမှာတက်တာဩအဲ့တော့ငငယ်ကတိမ့်တန်တန်းတက်ခဲ့တဲ့အဲ့တော့တိမ့်နဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးကအမတမ်းမှာ ဟိုတင်ယူပို့ချမှုကောင်းတော့အဲဒီဘက်ကမှတင်ချပို့ချမှုကောင်းတော့တပြီတော့အရန်ယေရှုပြန်တော့ဆရာတော်ကြီးကပြန်တော့ပူတဲ့ခါကျတော့တပြီတော့အခြားနိုင်ငံတော့သာသနာဥက္ကဋ္ဌတွေလို့ရန်ကုန်မြို့မှာမဟုတ်ပဲမန္တလေးမှာအဲလောက်တာဗျာသာဗနာကိုလေလောက်တော့တပြီတော့ကလည်းပဲဆရာတော်ရဲ့သာဗနာကိုသွားအဲဒီနဝကမ္မသိန်း30လူအဲပြီးတော့အဲဆရာတော်ရဲ့သာဗနာကိုမိတယ် အဲဒီလောင်ကျွမ်းဒီ ठी အဲပြီးတော့ည9နိုင်ခွဲ7နိုင် ठी ပေါ့ဗျာအဲ၄ခန်းကလေးကပြီးတော့အဲ့လိုပဲအစအဆုံးဆရာသမားကိုပူဇော်တာပေါ့ဗျာအဲပြီးတော့အဲ့လိုမျိုးအဲအဲ့ဒီချိန်မှာဒီကောလည်းအဲအဲ့ဒါနဲ့တပည့်တော်ကည7နိုင်မှာဆရာတော်ဟိုခန္ဓာလည်းအဲမီလောင်ကျွမ်းပြီဆိုတော့တပည့်တော်ကဒီ သာသနာရေးဌာနကပို့ပေးတဲ့ကားနဲ့တပြည့်တဲခူရဟိုတယ်ကိုပြန်ကြဟိုတယ်ကိုပြန်တဲ့ခါကြတော့အဲ့ဒီဟိုတယ်ပြန်တဲ့ကားပေါ်မှာမန္လီတိုင်းသာသနာရေးမှုလုပ်နေတဲ့အဲတခါကြီးဥကျော်လှိုင်အဲဥကျော်လှိုင်ကြီးပါလားဥကျော်လှိုင်ပါလားဥကျော်လှိုင်ကပါလားတော့အဲ့ဒီပေါ်မှာအဲရန်ကုန်ကသာသနာရေးမှုဖြစ်တဲ့တခါဥစိန်လင်းတို့ ဟုတ်ချုပ်နိုင်လို့ပါအဲမမဥစိန်လန်းပြဟိုခုတော့ရာထူးတက်သွားပြီတန်တပြတာသနာကြီးထန်တာရန်ကုန်ဥစိန်နဲ့မမအဲဥစိန်လန်းတို့အဲခုချော်လိုက်လို့ပါပါဗျာဥစိန်မဟုတ်ဘူးလားဟုတ်မဟုတ်ရန်ကုန်တိုင်းကစိန်မဟုတ်မမ